KIA ဌာနချုပ်ရှီယာလိုက်စာကိုတပ်မတော်မှအောက်တိုဘာလ16ရက်နေ့ည7:00နာရီခွဲအချိန်ခန့်ကဒရုန်းကြောက်ပောက်ကွယ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူ2ဦးရှိခဲ့တယ်လို့တိရခန့်များထံမှသိရပါတယ်အဆိုပါတေခံဒရုန်းမှာလိုက်စာမျိုးမုံလိုက်ကွေရနီကြာရောက်ပောက်ကွဲခဲ့ခြင်းဖြစ်က အမျိုးသမီးတူဦးနဲ့အမျိုးသားတူဦးကိုထိခိုက်သွားခဲ့တယ်လို့လိုက်စာမျိုးနေသူတူဦးကဆိုပါတယ် ဒရုန်းကမုံလိုက်ကွင်းစိမ်းနားကိုကျပြီးပောက်ကွဲသွားတော့အနာကအမျိုးသမီးတူဦးနဲ့အမျိုးသားတူဦးထိခိုက်သွားခဲ့တယ်။နှစ်ဦးစလုံးကတော့စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ဘူး။အနာကဒေရခန်တွေကပဲစိတ်ကန်းကိုကားနဲ့ခေါ်သွားကြတယ်လို့သူကဆိုပါတယ်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအနေအမျိုးသမီးဖြစ်သူမှာဥကောင်းနဲ့လက်မောင်းနေရာများမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသားဖြစ်သူမှာဘယ်ဘက်ခြေထောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဈေးဆိုင်ကန်းတချို့မှာလည်းပြစ်စီသွားခဲ့တယ်လို့သိရပါတယ်အလားတူပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့မှာလဲတမတော်မှာလိုက်စာမျိုးအနီးကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့တယ်လို့သိရပါတယ်